ားလုံးပဲမင်္ဂလာပါရှင်။ Health Knowledge Bank by Ling ကနေလိုက်လိုက်လဲလဲကြိုးဆိုပါရရှင်။ဒီနေ့ကျမပြောပြပေးမယ့်အကြောင်းအရာကတော့ခြောက်ရခေါ်ကာလဝမ်းယောဂအကြောင်းပဲဖြစ်ပါရရှင်။ကာလဝမ်းယောဂဆိုတာဘာလဲ။ဒီယောဂက Fibrio Coryae ဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်တာပါရှင်။ညဉ့်ဉန်းနဲ့ရေထဲမှာဒါမှမဟုတ် မတန်တဲ့အစားစာတွေမှာဒီဘက်တီးရီးယားကရှိနေတတ်တယ်ဒါကြောင့်တန်ရှင်းမှုကအရန်ရေးကြည့်တာပါရှင်ဘလိုလက္ခဏာတွေပြလဲဝန်တအားလျှောတာဆန်ဆေးရည်လိုအဖြူရောင်ရေဝမ်းဆက်တိုက်သွားတာအော့အန်တာရေတက်ကုန်ပြီး ခန္ဓာကိုယ်ကအာမရှိတော့တာတွေ ဖြစ်တတ်ပါတယ်ရှင်ဒီလိုအခြေအနေမျိုးကြုံတွေပါက နီးစက်ရာဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့အရေးကြီးပါတယ်ရှင်။ဘလို့ကာကွယ်မလဲ။တန်ရှင်းတဲ့ရေပဲတောက်ပါရေကိုပုတ်ပွက်ဆူအောင်ကြိုချက်ပြီးမှတောက်သုံးပါ။လက်ကိုခဏခဏဆေးပါဆက်ပြနဲ့တေချာဆေးကြောပါ အင်သာတက်ပြီးတိုင်းဆက်ပြနဲ့လက်ဆေးပါအစားအစာကိုတန်ရှင်းအောင်ထားပါအစားအစာကိုကောင်းမွန်စွာချက်ပြုတ်ပြီးမှစားသုံးပါ အစားစာမကင်တွယ်မချက်ပြုတ်မီနဲ့ကင်တွယ်ချက်ပြုတ်ပြီးတိုင်းလက်ကိုတေချာစေးကြောပါစားကျင်းစားကြံများကို စနစ်တကျဆုံးပြစ်ပါတန်ရှင်းတဲ့အိမ်သားကိုအသုံးပြုပါရှင့်ယောဂဖြစ်ပါကဘာလို့ရမလဲအရင်ဆုံးရေတက်ပြန်ဖြည့်ပါ ORS ဆိုတဲ့ဓစားရီတောက်သုံးပေးပါအမြန်ဆုံးကုသမှုခံယူပါမှတ်သားရင်အချက် ကာလဝမ်ယောဂါကကာကွယ်လို့ရပြီးကုလို့လည်းရပါတယ်ရှင့်အထက်ပါပြောပြခဲ့တဲ့အချက်တွေကိုသေချာလိုက်နာပါက ကာလဝမ်ယောဂါကိုကာကွယ်နိုင်ပါတယ်ရှင့်ဒီတော့တငယ်ချင်းမိသားစုတွေကိုမျှဝေပြီးအသိပညာပေးလိုက်ကြရအောင်သော Health Knowledge Bank ဘိုင်လင်းကနေကျန်းမာရေးဗဟုသုတလေးတွေဆက်လက်မျှဝေပေးသွားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်